အားလုံးပဲမိပါပါရှင်ရာခိုခောက်ရိုင်းမှာရှိတဲ့အစင်းမြ luxury lounge အိမ်ရာ project တခုရောက်နေရပြဖြစ်ပါတယ်ဒီအိမ်ရာလေးကကြတော့ဒါရတော့အထဲမှာဆိုလို့ရှိရင်ပေါ့နော် European design အိမ်လေးတွေနဲ့ပြီးတော့မြေခွက်တွေပါရောက်ဝယ်လို့ရမှာဖြစ်ပါတယ်။အဓိကအပြင်သူကပပတ်လင်မှာဆိုလို့ရှိရင်တောင်တန်းနေရှိတယ်ပြီးတော့ရေကန်လေးနဲ့အရင်အေးချမ်းပြီးတော့မှ privacy 100%အပြည့်အဝရှိတဲ့အိမ်ရာ project တစ်ခုလည်းဖြစ်ပါရဲ့ရှင်။အဲ့တော့ဒီအိမ်ရာ project လေးတွေကိုတစ်ချက်တော့ရလိုက်ပြီးတော့မှပြပေးချင်ပါတယ်။ Okay ပါ project ကကြတော့တော်တော်လေးလဲကျယ်ပြီးတော့မှတော်တော်လေးလဲခမ်းနားတယ်တင်နီအားဖြင့်ဆိုလို့ရှိရင်လည်းရတို့ခောက်ရိုင်းနေရှင်နဲ့ပက်နဲ့နီးရပေါ့နော်ပြီးရောက်တကယ် tourist attraction အထင်ကြီးနေရာတွေကိုလည်းမင်းနေအနေငယ်နဲ့ကားမောင်းဝင်နေရတို့ရောက်နိုင်မှာဖြစ်ပါရဲ့ရှင် ဒါရရောအင်ယာရဲ့ပပတ်နေမှာဆိုလို့ရှိရင်လေတောင်နေရှိတဲ့အခါမှာအင်တိုင်းကနေပြီးတော့ရရော mountain views ကိုမြင်ရအောင်ပါဖြစ်ပါရှင်။ရောက်ဒီအင်ယာ project တွေမှာဆိုလို့ရှိရင် phase 1နဲ့ phase 2ဆိုပြီးတော့မှရှိရပါတော့။ phase 1ကကြတော့မြေကွက်အကွက်30ရှိတယ်။ phase 2ကကြတော့မြေကွက်ဒါ24ကွက်ရှိတယ်။ရတော့အခုစပြီးတော့ရောင်းချပေးနေရတော့ phase 2ကရောင်းချပေးနေတာပေါ့နော်မြေခွက်24ခွက်မှာရတော့မြေရောဝယ်လို့ရသလို မြင်တဲ့အိမ်တွဲရဲ့လဲရဝယ်လို့ရမယ်အဲ့ Face 1မှာဆိုလို့ရှိရင်မြေကွက်30ရှိတဲ့ထဲမှာလောစီရောင်းကုန်သွားတော့ဖြစ်နေပြီပေါ့နော်အခုတို့အိမ်လေးတစ်လုံးတော့ရှိသေးတယ်အဲ့အိမ်လေးကကျတော့ဒါ fully furnished အိမ်လေးရှုံးယူနေလည်းဟုတ်တယ်ပေါ့နော်အိမ်ရဲ့အကျယ်ဝန်းကကျတော့ square feet 3900ဝန်းကျင်လောက်ရှိတယ်ပြီးတော့မြေရဲ့အကျယ်ဝန်းကကျတော့ square feet 18000ဝန်းကျင်လောက်ရှိတယ်အဲ့တော့တော်လေးကျယ်ပေါ့နော်နောက်မှာဂျေးဝန်လေးလည်းပါသေးတယ်အဲ့အိမ်လေးကအိတ်ခန်း၃ခန်းပါတယ်ဈေးနှုန်းအဖြစ်ဆိုလို့ရှိရင်တော့ရောက်57 million ဘတ်နဲ့ဝယ်လို့ရမှာဖြစ်ပါရဲ့ရှင့်အခုရောက်တစ်ချက် plot လေးလိုက်ကြည့်ကြမယ်ပေါ့နော် ့အခုစတင်အောင်ချပေးနေဖြစ်တဲ့ Phase 2မှာဆိုလို့ရှိရင်မြေခွက်24ခွက်ပါတယ်ပေါ့နော်အဲ့ဒီမှာရတော့မြေခွက် only ပဲလဲဝယ်လို့ရမယ်နောက်ပြီးဒီလိုအိမ်နဲ့မြေခွက်နဲ့တွဲရက်လေးလဲဝယ်လို့ရမယ်ပေါ့နော်အဲ့မြေခွက် only ပဲဝယ်မယ်ဆိုလို့ရှိရင်တော့ရတော့ဒါတနည်းအတွင်းမှာအိမ်ဆောက်ဖို့တော့လိုတာပေါ့နော်အဲ့အိမ်လေးကိုကြာ developer အခွင့်ပြုတဲ့ European design အိမ်လေးတွေဆောက်အောင်ပါဖြစ်ပါရှင့်ဒီရတော့ ်အိမ်နဲ့ခြံနဲ့တွဲရလေးဝင်မယ်ဆိုလို့ရှင်တော့အခုပြထားတဲ့ပုံစံတိုင်းပေါ့နော်။ရောက်ဒီအိမ်ရထဲမှာဆိုလို့ရှင်ဒါအိမ်မျိုးစား6မျိုးရှိရဲ့အဲ့ဒီထဲမှာဒီအခုပြထားအိမ်ကဒီဇိုင်းလေးတစ်မျိုးပေါ့နော်။သူ့ရဲ့မြေအကျယ်ဝန်းအားဖြင့်ဆိုလို့ရှင် plot ကကြတော့ဒါ square feet အဲ18000ကျော်လောက်ရှိတယ်။အိမ်ရဲ့အကျယ်ဝန်းကကြတော့ square feet 3900လောက်ရှိပါတယ်ရှင်။ဒီအိမ်ဒီဇိုင်းလေးရာကြာ European ဒီဇိုင်းလေးတွေမှာအနောက်မှာရေဥပံပါရှိတယ်။နောက်ပြီးရေဥပံမပါလဲရှိရပြတဲ့အတွက်ကိုယ်စိတ်ကြိုက်အိမ်လေးကိုရွေးချယ်ပြီးတော့ဝယ်လို့ရပါတယ်။ ဒီ channel အိမ်တွေရဲ့လေးဆိုလို့ရှိရင်တော့ဈေးနှုန်းအပြင်ရတော့38 million ဘက်ကနေစပြီးတော့ဝယ်လို့ရမှာပါ။အမြေကွက် only ပဲဝယ်မယ်ဆိုလို့ရှိရင်တော့18 million ဘက်ကနေစပြီးတော့ဝယ်လို့ရမှာဖြစ်ပါရဲ့ရှင်။အဲ့တော့ညတို့ဒါမြေကွက်လေးဝယ်ပြီးတော့မှကိုစိတ်ကြိုက် European အိမ် design လေးကိုစောက်လို့ရပါတယ်။ ဒါကြောင့်ဒီအစ်စ်မြင့်လုံချင်းအင်ယာထဲကမြေွက်ကိုပဲဖြစ်ဖြစ်အိမ်နဲ့ခြံတွဲရလိပဲဖြစ်ဖြစ်ဝယ်ကျင်နေဆိုလို့ရှင်တော့အခုပဲရတို့ Luxury Properties Thailand Page ရဲ့ Page Messenger နေဖြစ်စေ WhatsApp နံပါတ်ကနေပဲဖြစ်စေဆက်သွယ်မေးမြန်းစုံစမ်းပြီးတော့ဝယ်ရရှိနိုင်ပြီဆိုတဲ့အကြောင်းလေးရတဲ့တင်ကောင်းပါပေးလိုက်ရပါတယ်ရှင်